ီကနေ့နိုဝင်ဘာလ၂ရက်နေ့မှာကြာရောက်တဲ့နိုင်ငံတကာသတင်းတောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက်ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများအဆုံးသတ်ရေးနေ့မှာမြန်မာနိုင်ငံကသတင်းသမားတွေရဲ့ရဲစွမ်းတက်တီကိုဂုဏ်ပြုကြောင်း UK အစိုးရကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာသတင်းတောက်တွေကိုဖမ်းဆီးအကျဉ်းချမှုတွေပြုလုပ်တဲ့အများဆုံးနိုင်ငံတွေထဲမှာတနိုင်ငံဖြစ်ပါတယ်။2021စစ်အာဏာသိမ်းပြီးတဲ့နောက်သတင်းသမားအယောက်200ကျော်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးထောင်ချခဲ့ပြီး9ဦးကိုတပ်ဖြတ်ခဲ့ပါတယ် လက်ရှိအချိန်ထိအမျိုးသမီးသတင်းသမားတွေအပါအဝင်အ ਨੇ ဆုံးသတင်းသမား52ဦးဟာဖမ်းဆီးထိန်းသိမ်းခံနေရဆဲပဲဖြစ်ပါတယ်။အထူးသဖြင့် offline နဲ့ online အချိန်နဲ့နှစ်မျိုးစလုံးမှာနှောက်ယှက်မှုတွေစောင့်ကြည့်ခံရမှုတွေနဲ့အလွဲသုံးစားပြုမှုတွေအပါအဝင်ချိန်ချမှုတွေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးသတင်းတောက်တွေကိုအမှတ်ရဂုဏ်ပြုကြောင်းကို UK အစိုးရကထုတ်ပြန်ထားပါတယ်။ UK အစိုးရအနေနဲ့မီဒီယာလွတ်လပ်ခွင့်အပေါ်မှာချုပ်ဖောက်မှုမှန်သမျှကိုရှုံချကြောင်းမီဒီယာလွတ်လပ်ခွင့်ကိုကန့်သက်ချုပ်ချယ်သူများအားအရေးယူဆောင်ရွက်မယ်လို့ယုံကြည်ကြောင်းနဲ့မြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းမှာရှိတဲ့သတင်းသမားတွေလူခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေဘေးကင်းလုံခြုံစေရေးအတွက်အကူအညီတွေကို UK အစိုးရကဆက်လက်ထောက်ပံ့သွားမှာဖြစ်ကြောင်းကိုထုတ်ပြန်ထားပါတယ်ရှင်။